္ဂါပါပရိသတ်ကြီးခုတင်ဆက်ပေးမှာကတော့ပထန်းကျောင်းဆရာတို့ကနေတစင်မြင်းငလင်ဘေးသင့်ပြည်သူတွေအတွက်ကျပ်သိန်း90ပါဝင်လူဒန်းခဲ့တဲ့တင်စာဝန်ကျော်ပါပရိသတ်ချစ်ခင်မှုကိုခိုင်မာရရှိထားတဲ့မင်းသမီးတင်စာဝန်ကျော်ကတော့ပထန်းကျောင်းဆရာတို့ကနေတစင်မြင်းငလင်ဘေးသင့်ပြည်သူတွေအတွက်ကျပ်သိန်း90ပါဝင်လူဒန်းခဲ့ပါတယ်ငလင်ဘေးလူဒန်းမှုအလို့ငါကျပ်သိန်း90ကိုပထန်းကျောင်းဆရာတို့ကတစင်လူဒန်းခဲ့တယ်လို့သတင်းဆောင်တင်စာဝန်ကျော်ကပြောပါတယ်ဒါအပြင်သူမကတော့အဖြူအောင်မြစ်တာပရိုက်တာလူငယ်အသင်းကိုလည်းအလှူတော်ငွေ70ကိုထပ်မံလူဒန်းခဲ့ပါတယ် အဆိုပါငလင်ပေးဖြစ်ပေါ်နေတဲ့နေရာတွေကိုပထမဆုံးဆရာတော်ဘုရားကကြက်သိန်းတရာဥစာမှုနဲ့ဒူစေနာရှင်ဘုရားဒါရကတရာကာမရီမိသားစုတွေဖြစ်ကြတဲ့ကိုမျိုးမင်းဦးမော်ဒယ်အလာမီမိသားစုကကြက်နှစ်သိန်းလိုင်းလီစိန်တိုင်းမိသားစုကကျပ်သိန်း30ကိုချစ်နိုင်ကိုကကျပ်3သိန်းဒေါက်တာကောင်းမြတ်ဝင်းမိသားစုကကျပ်10သိန်းရီဂျာအလာရန်ဆာလို့ဤကုမ္ပဏီမိသားစုကကျပ်10သိန်းတယောက်ဆောင်နေရဲ့မတ်ချောနဲ့ခုနှစ်သားသမီးတွေက3သိန်းမအေးမြတ်နိုးဆန်မိသားစုက10သိန်း တူးဆောင်တင်စာဝန်ကျော်တို့ကစက်သိန်း90ကိုပေါင်ဝင်လှူဒန်းခဲ့ပါတယ်။ပထမ်းချောင်းဆရာတို့ဦးဆောင်မှုနဲ့အတူလာမယ့်ဧပြီလ3ရက်မှာရန်ကုန်ကနေစတင်ထွက်ခွာပြီးသူရိယမြေတာတာသနာနုကဟအဖွဲ့သားတွေနဲ့ဇကိုင်းမန္တလေးအင်းဝနေပြီးတော့စတဲ့နေရာတွေကိုမြေပြင်အထိထိရောက်စွာတွားရောက်လှူဒန်းမယ်လို့လည်းသိရှိရပါတယ်။ဇယ်ရပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးတင်အလှူအနေနဲ့18မိုင်ဒေါ်ရဆရာတော်ဘုရားထံကနေတစင်း7350ပေါင်လှူဒန်းခဲ့တဲ့အမွေကြီးကိုပါ ပရိသတ်ကြီးပရိသတ်တွေရဲ့ချက်ကင်မှုများစွာရရှိထားတဲ့ရုပ်ရှင်သရုပ်ဆောင်မိုးဟေကူကတော့မတ်လ28ကဖြစ်ပေါ်တဲ့လလင်ဘေးတင့်ပြည်သူတွေအနေနဲ့သူတို့ကိုလှူဒန်းတဲ့အနေနဲ့အဆက်ရှင်မိုင်တော်ရဆရာရထန်ကနေတက်စင်ချက်သိန်း90ပေါင်လှူဒန်းခဲ့ပါတယ်။လက်ရှိငနေဘေးတန်တင်ပြည်သူတွေအတွက်မိုးအနေနဲ့အဆက်ရှင်မိုင်တော်ရဆရာရထန်ကနေကိုယ်တိုင်သွားကြတဲ့ဖေဖေမမီနဲ့မောင်လေးကိုရည်စုပြီးတော့အလှူငွေပေါင်လှူဒန်းခဲ့ပါတယ်။ဒီလူမှာ900သားသမီးရဲ့အလှူလေးဖြစ်ပါတယ်။ အမြန်ဆုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးကြပါစေလို့တရုတ်ဆောင်မိုဟေကူကပရိသတ်တိအောင်ပြောပါရယ်။ဒီမှာကတော့ဘာကင်ဦးကျော်မင်းမိခင်တော်နုနုစိန်မောင်လေးဖုံမြင့်ကျော်တို့ကိုရည်စူးပြီးခုနှစ်ရက်သားသမီးရဲ့ကုသရော7350ကိုပါဝင်လူတိုင်းခဲ့ပါရယ်။ဆက်ရှိမိုင်တွေ့ရဆရာတော်ဦးဆောင်ပြီးတော့ကတန်ဦး7300မှတည်ပြီးသာသနာပြုတပည့်ဒါကာမရီနဲ့အတူငလင်တန်တဲ့ပြည်သူတွေကိုလူတန်းသွားမှလည်းဖြစ်ပါတယ်။ချေရပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါရယ်နော်။ အခုတင်ဆက်ပေးချင်တာကတော့မန္တလေးကငလင်ဘေးတင်ပြည်သူတွေအမှန်တကယ်လိုအပ်နေတဲ့ရေတပ်မှုသိန်း200ဘိုဝယ်ယူလှူဒန်းခဲ့တဲ့အဆိုင်ဆိုင်ခန့်လိုက်မှာပရိသတ်ကြီးပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့အဆိုတော်ဆိုင်ဆိုင်ခန့်လိုက်ကတော့ငလင်ဘေးတင်ပြည်သူတွေအတွက်အမှန်တကယ်လိုအပ်နေတဲ့ရေတပ်မှုသိန်း200ဘိုမန္တလေးစေယုံကြီးအယိုးစေယုံကြီးနဲ့တခြားနေရာတွေအတွက်ဝယ်ယူလှူဒန်းခဲ့ပါတယ်ငလင်ကြောင့်မို့မြို့ရဲတလျှောက်လဲပြိုကျတဲ့အဆောင်နေရာနဲ့အပ်နေရာနဲ့ဘဝမှာဒီလောက်ကြီးတွတ်တွတ်ခေါအောင်လှုပ်တာဒီချိန်မဲကြုံမှုပါတယ် အားလုံးအမြန်ဆုံးအဆင်ပြေချော့မြို့ကြပါစေခင်ဗျာအင်တာနက်မီးလိုက်မမီးလိုက်ဖြစ်နေလို့အခုမှတင်းရတာပါကျွန်တော်ပါဝင်တည်ဆုံမဲ့ပွဲတွေအကုန်လုံးကိုရက်ဆိုင်ထားပါတယ်ရေတံမှုတိန်းနေရဖို့ဝေယူလှူဒန်းပါတယ်တလီတာဘူးပေါင်း3000 3000ကျော်ရပါတယ်ရေအလှူတော်အနေနဲ့ရေတံမှုတိန်းနေရဖို့ဝေယူလှူဒန်းပါတယ်မန္တလေးစေုံကြီးမန္တလေးရိုးစေုံနဲ့ကျန်တဲ့လိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပါမယ်အားလုံးအမြန်ဆုံးအဆင်ပြေကြပါစေလို့အစောရဆန်းဆန်းခန့်လန့်ကပြောပါရယ်သူကတော့လက်ရှိလက်ခံထားတဲ့ဂီတဖျော်ဖြေပွဲတွေအားလုံးကိုလည်း ငလင်ဘေးတင်ပြည်သူတွေပူဆွေးတောကရောက်နေတဲ့ကာလမှုရက်ဆိုင်လိုက်တယ်လို့သိရပါတယ်။ဆရာပြိသက်ကြီးတွေအမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ငလင်တန်ကြောင့်အသက်စီးချိန်ဥယင်ထိခိုက်ပျက်စီးခဲ့ရတဲ့မြန်မာပြည်သူပြည်သားတွေကို Vivo မြန်မာကစက်သိန်း900တန်မိုးရှိတဲ့လူ၃ကုန်စေဝါစားတောက်ကုန်တွေတွားရောက်လှူဒါန်းမှုဆောင်ရွက်နေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မတ်လ28ရက်နေ့မှာဖြစ်ပွားတဲ့ငလင်တန်းကြောင့်အသက်အိုးအိမ်စီးစိမ်နေထိခိုက်ပျက်စီးခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေကို Vivo မြန်မာကကြက်သိန်း900တန်မိုးရှိတဲ့လူသုံးကုန်စေဝါစားတောက်ကုန်တွေတွားရောက်လူတန်းမှုဆောင်ရွက်နေတယ်လို့ဆိုပါရယ်ကျွန်တော်အနေနဲ့ကိုမြန်မာပြည်တွင်းငလင်တန်းကြောင့်အသက်အိုးအင်းထိခတ်ခဲ့ရတဲ့သူတွေအတွက်တော်တော်လေးစိတ်မကောင်းရလို့ထပ်တူလဲ Vivo မြန်မာကများစွာဝန်ထမ်းချေခွဲရပါတယ်လက်ရှိမြေပြင်မှာလိုအပ်ချက်တွေကိုဆွေးနွေးလေ့လာပြီးလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူဆောင်ရွက်ပြင်ဆင်နေပါတယ်ဝကြက်သိန်း900တန်မှုရှိတဲ့လူသုံးကုန်ပစ္စည်းတွေ၊ဈေးဝါးတွေ၊စားတောက်ကုန်တွေအစရှိတဲ့ပစ္စည်းတွေကို ပြည်သူလူထုကိုအနီးကပ်ကူညီဆောင်ရှောက်ပေးနေတဲ့အဖွဲ့အစည်းတွေကတစင်ကူညီပေးဝေသွားမှာပါ။တော်ရလှူဒန်းမဲ့အနေအထားတွေကိုအသေးစိတ်ဝေမျှမှာပါလို့ Vivo မြန်မာကတာဝန်ရှိသူတို့ကပြောပါရယ်။ချေရပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါရယ်နော်။မင်္ဂလာပါပရိသတ်ကြီး။အခုတင်ဆက်ပေးချင်တာကတော့တဘာဝငလင်ဘေးအန်ရဲ့အကျိုးဆက်ကိုခန်းစားနေရတဲ့စကိုင်းဘက်ကိုမနက်ဖြန်မှနေမင်းဖြိုးမြင့်အောင်လို့လဲစေနာရှင်တွေကစက်သိန်း220နဲ့အတူအတုံးဆောင်တဲ့စေဝါပစ္စည်းတွေလှူဒန်းမယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြပါရယ်။ တဘာဝငလင်ဘေးအန်ရရဲ့အကျိုးဆက်ကိုခန်းစားနေရတဲ့စကိုင်းဘက်ကိုရုပ်ရှင်သရုပ်ဆောင်နေမင်းအစရောဖြိုးမြအောင်တို့နဲ့အစိနာရှင်တွေကကြက်သိန်း220နဲ့အတူအတုံးဆောင်တဲ့ဈေးဝါတွေကိုမနက်ဖြန်ဧပြီလ1ရက်မှာတွားရောက်လှူဒန်းမယ်လို့သိရပါတယ်။တဘာဝငလင်ဘေးအန်ရရဲ့အကျိုးဆက်ကိုခန်းစားနေရသူတွေစီကိုတကယ်လိုအပ်တဲ့နေရာတွေတက်လှူမှာပါ။ဈေးဝါတွေအထက်ကလိုအပ်နေတယ်လို့သိရပါတယ်။ကျွန်တော်တို့မနက်ဖြန်မနက်စကိုင်းဘက်ကိုတွားကြမှာဖြစ်တဲ့အတွက်မြေပြင်မှာတခြားလိုအပ်တာလေးတွေပြင်ဆင်နေပါတယ်လို့အစရောဖြိုးမြအောင်ကပြောပါတယ်။ အဆိုပါငလင်ဘေးအန်ရဲ့အကျိုးဆက်ကိုခန်းစားနေရတဲ့သူတွေစီကိုရုပ်ရှင်သုံးဆောင်နေမြင်အဆိုတော်ဖြုံးမြအောင်ဦးကျော်အန်တီခိုင်နဲ့အတူကတိဦးစားတောက်ကုံလုပ်ငန်းတို့ကမှတင်ငွေသိန်း220နဲ့အတူကန်တာပရိုဒက်ရှင်ကလိုအပ်တဲ့သုံးဆောင်ပစ္စည်းတွေနဲ့စေဝါတွေကိုလှူဒန်းဖို့မနက်ဖြန်ဧပြီ၁ရက်နေ့ကနေစတင်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။ဖြုံးမြအောင်ကတော့ငလင်ကြောင့်စိတ်တော့ကရောက်နေချိန်မှာလက်ရှိရပိုင်းအတွင်းမှာတော့လက်ခံထားတဲ့ပွဲတွေအားလုံးကိုရပ်ဆိုင်းထားရလဲဖြစ်ပါတယ်။ချရာရဲ့ပြည်သက်ကြီးအတွက်မျှဝေပေးလိုက်ပါရနော်။ အခုတင်ဆက်ပေးချင်တာကတော့ငလင်တန်တင့်နေတဲ့ပြည်သူတွေစုကိုမျက်ရည်တွေနဲ့ကိုယ်တိုင်တွားရောက်လှူဒိုင်းခဲ့တဲ့ဖြစ်ပျက်တွေပါပေါကရီလိုရင်လူသိများတဲ့ဆယ်လီတယောက်ဖြစ်ခဲ့ပေမဲ့ပြည်သူတွေပေါ်ထားတဲ့စိတ်ကြောင့်ပြည်သက်အားပေးမှုချစ်ခင်မှုကိုရရှိခဲ့တာဖြစ်ပါတယ်ဖြစ်ပျက်တွေကတော့တာမန်တော်သူတောင်သားမိဘတွေကမွေးဖွားလာသူတယောက်ပါចောင်းကပွဲမှာပေါကရီလုံးမီရင်ကနေလူတကာရဲ့ဝိုင်းမီလောင်ပြောင်းတာကိုခံခဲ့ရတာကနေဆယ်လီတယောက်ဖြစ်ခွင့်ရခဲ့တာပါအစပိုင်းမှာတော့ဖြစ်ပျက်တွေဆိုတာနဲ့ပြည်သက်တွေကလောင်ပြောင်းခဲ့ကြပေမဲ့ နောက်ပိုင်းမှာရိုးသားတဲ့သူ့ရဲ့စိတ်ဓာတ်နဲ့လူချင်းတန်းကျင်စိတ်ရှိတဲ့သူ့ရဲ့စိတ်ဓာတ်ကြောင့်ပရိသတ်တွေအချက်ကိုရရှိခဲ့ပါတယ်။ဖြူဖြူထွေးကတော့မပြေလည်တဲ့မိသားစုကလာပြီးမှအောက်ခြေမလုပ်ခဲ့ပါဘူး။အနုပညာအလုပ်တွေကိုလုပ်ရင်ရလာတဲ့ငွေကြေးတွေနဲ့တနိုင်တပိုင်လှူဒန်းရာကနေအခုဆိုရင်တင်းရာချီမှတည်ပြီးလှူဒန်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဖြူဖြူထွေးကတော့အပြည်သူတွေအခက်ခဲကြုံတိုင်းလှူဒန်းမှုတွေပြုလုပ်တတ်သူပါ။အမြဲတမ်းအလှူဒန်းရရောတတ်တဲ့ဖြူဖြူထွေးကအခုဆိုရင်ငလင်တန်ခန်းစားနေရတဲ့ပြည်သူတွေကိုတွားရောက်ပြီးလှူဒန်းနေပြီပဲဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ပြည်သူတွေငလင်တန်းကိုခန်းစားနေရတယ်ဆိုတဲ့သတင်းကြားကြချင်းလူရမ်းမှုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။သူကတော့နေရာပေါင်းစုံမှာငလင်တန်းခန်းစားနေရတဲ့ပြည်သူတွေကိုလူဒန်းမှုသိမ်းတရာမှတီးခဲ့တာပါ။အရင်တစ်ခေါက်ရေပေးတော့ကလည်းမာတီလူရန်ရကနေတင်းရချီလူရန်နှိုင်ခဲ့တယ်လို့အခုလည်းတင်းတရာကိုမာတီပြီးလူရန်လိုက်ပြီးပဲဖြစ်ပါတယ်။ဖြူဖြူထွေးကတော့28ရက်နေ့မှာငွေလှူမယ်ဆိုပြီးကြေညာခဲ့တယ်လို့30ရက်နေ့မှာဆိုရင်ငလင်းထန်ခတ်စားရတဲ့နေရာတွေကိုကိုယ်တိုင်သွားရောက်လူရန်ခဲ့ပြီးပဲဖြစ်ပါတယ်။ ရှိပေးတဲ့ပြည်သူတွေကိုလည်းလူဒန်းတော့ငါဆိုရင်လည်းတွားရလာရတာဘလောက်ခက်ခဲနေပါစေကိုရိုင်းတွားရောက်ခဲ့တယ်လို့အခုလည်းငလင်လှောက်ခတ်နေတော့ဖြစ်တဲ့အမန်းလေးမျိုးကြီးကိုကိုရိုင်းတွားရောက်လူဒန်းခဲ့ပြီးပဲဖြစ်ပါတယ်ဖြစ်ဖြူထွေးကတော့ငလင်တန်ခန်းစားနေရတဲ့ပြည်သူတွေကိုစားစရာရေနဲ့အသုံးဆောင်တချို့လူဒန်းခဲ့တယ်လို့လိုအပ်တာတွေသုံးဖို့ငွေတွေတချို့ကိုပါလူဒန်းခဲ့ပါတယ်ဖြစ်ဖြူထွေးကတော့နာမည်ကြီးကျင်လို့ကိုရိုင်းကိုကြောက်တွားလူတာမျိုးမဟုတ်ပါဘူးအလူရှင်တွေရဲ့ငွေကြေးတွေကိုတကယ်လိုအပ်နေတဲ့ပြည်သူတွေရဲ့လက်ထက်ကိုထည့်ကျင်တာမို့ကိုရိုင်းတွားပြီးလူဒန်းခဲ့တယ်လို့အားပေးစကားပြောချင်တာကြောင့်လည်းပါပါတယ် ။ပြည်သူတွေကတော့မတ်လ30ရက်နေ့မှာတော့ပြက်စီးမှုတွေဆုံးရှုံးမှုတွေများပြားတဲ့နေရာတစ်ခုဖြစ်တဲ့မန္တလေးမြို့ကိုတာယာကူညီပေးမှခဲ့တာပါ။ပြည်သူတွေကငလင်တန်းချောင်းသူအန်ရဖြစ်မှာကိုမစိုးရိမ်ပဲငလင်တန်းခန်းစားနေရတဲ့ပြည်သူတွေကိုတာယာလှူဒန်းခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကတော့အိမ်ပျော်ပြီးခက်ခဲနေသူတွေကိုအစားအစာအပြင်ငွေတချို့ပါလှူဒန်းခဲ့ပါတယ်။မိသားစုတစုဆိုရင်ညီမဖြစ်သူတည်ဆုံသွားတာကိုတချို့ပို့နေအလူတန်းလုံးနိုင်ဖို့ငွေ9သိန်းလှူဒန်းခဲ့သလိုမန်လေးစေုံကြီးမှာကုသနေတဲ့ငလင်တန်းခန်းစားနေရတဲ့ပြည်သူတွေကိုတွားရောက်လှူဒန်းပေးခဲ့ပါတယ် ပြပြထွေးကတော့မန်လေးစေယုံထိသွားရောက်ပြီးတကယ်ခက်ခဲနေသူတွေလှူဒန်းခဲ့သလိုသူတို့လိုတဲ့အကူအညီတွေကိုတက်နိုင်သလောက်လုပ်ပေးခဲ့ပါတယ်။စေယုံတက်နေတဲ့ပြည်သူတယောက်ကသူ့မိသားစုရှိတဲ့နေရာကိုဆက်သွယ်ပေးဖို့ပြောလာချိန်မှာလည်းပြပြထွေးကတော့မငင်းခဲ့ပါဘူး။သူတက်နိုင်တဲ့အရာဆိုရင်တော့အကူအညီပေးဖို့အဆင်သင့်ပါပဲ။ပြပြထွေးကတော့ခက်ခဲနေတဲ့ပြည်သူတွေကိုစိတ်သက်ခွန်အားပေးပြီးလှူဒန်းမှုတွေလုပ်နေပေမဲ့သူ့ရင်ထဲမှာလည်းစိတ်မကောင်းဖြစ်နေမှာအသေးချာပါပဲ။သူရဲ့နှုတ်ကသာဘာမှမဖြစ်ဘူးအာတင်ထားနော်ဆိုပြီးပြောနေပြီမဲ့အတန်တွေကတော့တုံရင်နေသလိုမျက်ဝန်းထဲမှာလည်းမျက်ရည်တွေအပြည့်နေပါပဲ ဖြူဖြူထွေးကတော့ခက်ခဲနေတဲ့ပြည်သူတွေကိုအများကြီးလှုပ်ပေးနိုင်ကြတာမဟုတ်ပေမဲ့သူလှုပ်ပေးခဲ့တဲ့အရာတွေသူ့ရဲ့စေတနာတွေကိုပရိသတ်တွေကအတိမတ်ပြုပြီးချီးကျူးနေကြပြီပဲဖြစ်ပါတယ်။ CR ပရိသတ်ကြီးတွေညဝင်တင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့အစိုးရဂျင်းကြီးရဲ့အနာရေးစာပနာကိုဧပြီလ2ရက်မွန်လွယ်3နာရီမှာရေဝဲတုတ်တန်စီတကြုံမဲဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။အမှုပညာဂိတလမ်းကြောင်းပေါ်မှာ pop ပြည်သချင်းတွေဖြစ်တဲ့ demo အလွမ်းကဖီးအချစ်မိုးစွဲနေပြီး platform show လူပြိုကြီးပဲလုတော့မယ်စားရတဲ့ချင်းများစွာနဲ့ပြိသက်အားပေးမှုများစွာရရှိထားတဲ့အစတော်ကြီးဂျင်ဂျီကတော့အသက်9နှစ်နဲ့2နှစ်အရွယ်မှာကြောက်ကက်ယောဂနဲ့ဒီနေ့မှရှိလာ31ရက်နနက်4နာရီခွဲကအမြောက်ကလာပါမြို့နယ်နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။သူကစီးစိတ်တက်တက်တဲ့ပေါင်ရိုးကျိုးတော့ကစီးစိတ်ပြန်တက်နေရကိုမသိလိုက်ဘူးလေ။ဒီကြားထဲမှာတလားကြော်ကြော်တလားခွဲလောက်ရှိပါပြီ။ဖြားလိုက်အားနေလိုက်အသွေးပေါင်လဲကြတယ်။တော်တော်လာလာပါပဲ။အပူရှက်တာလည်းဖြစ်တယ်။ဒီနေ့မနက်မှာအောက်ဆီဂျင်ပြတ်တယ်လို့ဖြစ်သွားတာပါ။အမကိုမရတော့ဘူးလှမ်းပြောတယ်။ တတိပြန်မလဲလာတော့ပဲစုံသွားတာပါတကယ်တော့သူ့မှာကြောက်ကလည်းရှိတယ်သူအားလည်းနင်းနေတာပေါ့နော်လို့အစရောချင်းကြီးကြီးရဲ့စနီးဖြစ်သူကပြောပါတယ်ချင်းညီညီရဲ့နိုင်စာပနာကိုလာမယ့်ဧပြီ၂ရက်နေ့မိုးလဲ၃နာရီမှာရန်ကုန်မြို့မြောက်ကလပါမြို့နယ်မှာရှိနေတဲ့ရေဝေးတုတ်တံမှာတကြွသွားမှာဖြစ်ပါတယ်။အစိုးရချင်းညီညီက1953ခုနှစ်ကမွေးဖွားခဲ့တာဖြစ်ပြီးတော့စုံပါသွားချိန်မှာတော့အသက်80နှစ်နှစ်ရှိပြီဖြစ်ပြီးကွယ်လွန်ချိန်မှာဇနီးဖြစ်သူနဲ့သားလေးတယောက်ကြံရှိလို့နေခဲ့ပါတယ်။ 1984-85ခုနှစ်တွေကဂီတလောကကိုရောက်ရှိခဲ့ပြီးအောင်မြင်ကြကြတဲ့တီတချင်းတွေတည်ဆုပ်ခဲ့သူလည်းဖြစ်ပြီးယနေ့အချိန်ထိရေပန်းစားနေတဲ့တီတချင်းတွေလည်းဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုလိုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။